နေ့ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်အဲဇူလိုင်လ၁ရက်နေ့အင်္ဂါနေ့ဟာပြန်ပြောပါမယ်နော်အမိတ္တဆုတ်ကြတဲ့နေ့ဖြစ်တယ်အမိတ္တဆုတ်ကြတဲ့နေ့ဖြစ်တဲ့အတွက်ကျမတို့ကကြီးပွားချမ်းသာစီမဲ့အထူးရတရားကိုလှုပ်ဆောင်နိုင်နေအဲ့ဒါကြောင့်ကျမအဲ့ဒီအထူးရတရားကိုလည်းကျမမျှဝေသွားပါမယ် နော်အမိတ္တဆုတ်ဆိုတာဘလို့နေမျိုးလဲလို့မိတတ်ကြတယ်ပေါ့နော်ကျမတို့ပုံမှန်ရရစာထက်သူကပူပြီးတော့ကောင်းတဲ့နေ့နော်ရရစာထက်ပူကောင်းတဲ့ကြီးပွားချမ်းသာခြင်းလို့ပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ဟိုအစီရင်ရေရာတွေပေါ့နော်အဆန်းအစွမ်းထက်စေခြင်းလို့ပဲဖြစ်ဖြစ်နော်ဆုတောင်းပေးခြင်းလို့ပဲဖြစ်ဖြစ်အမိတ္တဆုတ်ကြတဲ့ညနေ့ကိုရွေးပြီးတော့ လှုပ်ဆောင်ကြရတယ်ပေါ့နော်ဒါတွေကဟိုးရှိပြီးရင်နေလက်ထက်ကလေးကိုကလှုပ်ဆောင်ကြရတာပေါ့နော်အဲ့တော့ကျမတို့ဒီလာမယ့်အင်္ဂါနေ့နော်အင်္ဂါနေ့ဟာမိတ္တာဆုံးကြတဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာကျမတို့နော်ជីវွားချမ်းသာစေတဲ့အထူးជីវွားချမ်းသာစေတဲ့ရေရရာကိုလှုပ်ဆောင်လို့ရပါတယ်နော်အဲ့တော့အဲ့ဒီရေရရာအကြောင်းကိုကျမအရင်ပြောရမလား ခုနှစ်ရဲ့သားသမီးတွေဆောင်ရင်ရှောင်ရန်ကိုပဲအရင်ပြောရမလားမသိဘူးเนาะဒါပေမဲ့အခုတော့ခုနှစ်ရဲ့သားသမီးတွေဆောင်ရင်ရှောင်ရန်ကိုကျမအရင်ပြောပါမယ်เนาะဒီဒီတပတ်မှာလဲကျမတို့ဂျူတွေကအပြောင်းအရွှေ့မရှိပါဘူးเนาะဂျူတွေကလောလောဆယ်ဘယ်မှာရှိနေသလဲလို့ပြောရင်စနေဂျူကမင်ယာဒီမှာရှိနေတယ်အဲဒါပေမဲ့လာမယ့်เนาะ18ရက်နေ့ကျရင်ဇူလိုင်လ14ရက်လား18ရက်နေ့လားမသိဘူးကျမ ပြန်ကြည့်ပြီးမယ်เนาะအဲ့နေကြလို့ရှင်เนาะသူကဘယ်ဥပြောင်းမလဲဆိုဝကြသွားလိမ့်မယ်เนาะမင်းယာဒီမှာပဲဝကြသွားမယ်ဆိုတော့အဲ့နေကြရင်เนาะနည်းနည်းလေးဘီယူဆက်ရမယ်နေ့ထဲမှာပါတယ်ပေါ့เนาะပြောမယ်ဆိုလို့ရှင်เนาะဘယ်နေ့လဲဆိုတော့အဲစနေကမင်းယာဒီမှာ14ရက်နေ့เนาะခုခုနလပိုင်း14ရက်နေ့ကနေစပြီးတော့မင်းယာဒီမှာဝကြသွားလိမ့်မယ်เนาะအဲဒါဒါလာမယ့်အပတ်ထဲမှာကျွန်မ အဲလာမဲ့ပတ်ဟုတ်တယ်ဟုတ်တယ်လာမဲ့ပတ်ထဲမှာအဲ့ကိစ္စပြောရမယ်ပေါ့နော်တနင်္ဂနွေကတော့အခုဘယ်မှာရှိနေလဲလို့ပြောရင်သူကတနင်္ဂနွေကမေထုံရာသီမှာရှိနေတယ်နော်တနင်္ဂနွေကမေထုံရာသီမှာရှိနေတာလေတိတ်တော့မကောင်းဘာကြောင့်လဲလို့ပြောရင်မေထုံရာသီကဗုဒ္ဓဟူးအိမ်ရှင်ပေါ့နော်အိမ်သူ့ရဲ့အိမ်ရာသီမေထုံကဗုဒ္ဓဟူးအိမ်ရှင်ဖြစ်တဲ့အတွက်သူက မလိုပဲပြောပြောပေါ့နော်ဒီတင်းငုံနေရှိနေတာကျမတော့သိမကြိုက်ဘူးပေါ့နော်အဲဗုဒ္ဓဘုရားကြတော့ကရကတ်ရာဇီမှာရှိနေတယ်အင်္ဂါကြတော့တင်ရာဇီမှာရှိနေပြီးတော့ကိတ်နဲ့အတူတွဲပြီးတော့ရှိနေတာပေါ့ဒါလည်းသိတော့မကောင်းဘူးပေါ့နော်အဲ့တော့အဲ့ဓာ ड़ी အဲ့လိုဂျိုးဒီအနေထားကြောင့်ကျမတို့တွေဘာတွေဖြစ်နိုင်တယ်လဲလို့ပြောရင်ကတ်ဘေးတဘာဝဘေးကိုကျမတို့ကြုံနိုင်တယ်နော် ဒါကျမတို့အမေရိကမှာဆိုရင်အခုအမေရိကမှာဆိုရင်အပူလိုင်းဖြတ်နေတာเนาะတော်တော်ကိုဆိုရင်ကျမတို့ဒီမှာတော်တော်ကိုပူတယ်ကျမတို့ဆိုရင်အဲကိုမသုံးနိုင်ဘူးเนาะအဲကိုမသုံးနိုင်တဲ့အတွက်ပူတယ်ဆိုလဲဒီတိုင်းပဲเนาะပန်ကားလေးလေးနဲ့အင်ကြီးလေးတွေပါပါဝတ်ပြီးတော့အဲ့လိုပဲကျမတို့နေရတယ်ပေါ့เนาะအဲကိုမသုံးနိုင်ဘူးတခြားလူတွေတော့သုံးသုံးနိုင်မှာပေါ့လေเนาะကျမကတော့ ဟိုဒီဘေးဒင်ဟောကားနဲ့ပဲကျွန်မရက်တည်နေတာဆိုတော့ကျွန်မတော့အေကိုမသုံးနိုင်ဘူးအဲ့တော့ဒီလိုပဲနေတယ်เนาะအဲအဲ့လိုပဲเนาะဒီခြားဒေသတွေမှာလည်းဒါမြန်မာပြည်တွေမကเนาะကဘာနိုင်ငံအသီးသီးမှာကဘာနိုင်ငံအနှံ့အပြားမှာဘာဖြစ်နိုင်သလဲလို့ပြောရင်သဘာဝဘေးကိုကြုံနိုင်ပါတယ်เนาะသဘာဝဘေးကြုံနိုင်တဲ့အတွက်အားလုံးပဲနော်သတိရှိပါเนาะသတိလေးနဲ့ဖြတ်သန်းပါလို့ جماعه ကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะ ဒါအားလုံးကသတိရှိရမယ့်ကာလလို့ကျွန်မပြောချင်ပါတယ်။နောက်ယောဂဘေးเนาะတဘာဝဘေးရှိမယ်ယောဂဘေးရှိမယ်စစ်ဘေးရှိမယ်ပြီးရင်စီးပွားရေးဘေးပေါ့နော်ဒါလည်းရှိနေပါတယ်နော်အဲ့တော့ချစ်တော်သူများအားလုံးကနော်တတိဆိုတာပိုတယ်မရှိတဲ့အတွက်ဒီကာလတွေမှာတော့တဘာဝဘေးကိုလည်းဂရုစိုက်ပါနော်ယောဂဘေးယောဂဘေးလည်းရှိနေပါတယ်ယောဂဘေးကိုလည်းဂရုစိုက်ပါ ပြီးရင်စစ်ဘေးပေါ့နော်ဒါလည်းဂယူဆာရမယ့်ကိစ္စပဲဖြစ်ပါတယ်ပြီးရင်စီးပွားရေးဘေးပေါ့နော်အဲ့တော့ဒီဘေးတွေရှိနေတာကိုကျမတို့ကဂယူဒီဇိုင်းနဲ့နော်လူရောစိတ်ပါတတိလေးနဲ့ဖြတ်တမ်းပါလို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့တော့ဇူလိုင်လ30ရက်နေ့ကနေဇူလိုင်လ6ရက်နေ့အတွင်းမှာဂျုံနိုင်တဲ့ရက်တွေ ဆောင်ရယ်ရှောင်ရယ်တွေကိုကျွန်မမပြောခင်မှာကြီးပွားချမ်းသာစေမယ့်အထူးရည်ရည်ပြုနိုင်တာကိုကျွန်မပြောပါမယ်ဇူလိုင်လ၁ရက်နေ့ကကျွန်မတို့ပြောမယ်ဆိုလို့ရှိရင်တော့အမိတ်တဆုံကြတဲ့နေ့ဖြစ်ပါတယ်အမိတ်တဆုံကြတဲ့နေ့မှာကျွန်မတို့ကရည်ရည်ပြုမယ်ဆိုရင်เนาะကြီးပွားတိုးတက်စေတဲ့ရည်ရည်ကိုကျွန်မတို့ပြုလို့ရပါတယ်เนาะအဲ့တော့ ဘယ်နေ့သားမဆိုအမေရိကဆုတ်ကြတဲ့နေ့မှာကြီးပွားတိုးတက်စေတဲ့ရေရာပြုတ်မှုအတွက်ဆိုလို့ရှိရင်เนาะမနေ့6နာရီကနေပြီးတော့9နာရီအချိန်တွင်းမှာပြုတ်လို့ရပါတယ်เนาะကိုယ့်ရဲ့နေ့နံเนาะဥပမာကိုယ့်ရဲ့နေ့နံရဲ့အမြင့်အမြင့်ကစပြီးတော့အညွန့်နဲ့အဆုံးရှိတဲ့အပင်ဟိုကိုနေတဲ့ဒေတာเนาะဥပမာဆိုပါစို့ကိုနေတဲ့ဒေတာမှာကိုယ့်ရဲ့ ြီးပွားချမ်းသာရေးကိုဆူတောင်းပြီးတော့အဲ့ဒီအပင်လေးကိုရှင်အောင်စိုက်ပါเนาะဒါဓာတ်ပင်စိုက်တယ်လို့လည်းခေါ်ပါတယ်ဓာတ်ပင်စိုက်တဲ့အတွက်အကျိုးကဘာတွေရှိလဲလို့ပြောရင်နံပါတ်1ကเนาะအပင်စိုက်တာဖြစ်တဲ့အတွက်သစ်ပင်လေးစိုက်ခြင်းရဲ့အကျိုးเนาะသစ်ပင်စိုက်ပျိုးခြင်းရဲ့အကျိုးခံစား권ရှိပါတယ်သစ်ပင်စိုက်တဲ့အတွက်เนาะဟိုရေရခြေလို့စိုက်တာပဲဖြစ်ဖြစ် နော်အမတ်တရအပင်မဲ့စိုက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အပင်စိုက်တဲ့အတွက်တတဝါလေးတွေကိုကိုကနေထိုင်အဲ့ဒီအပင်ကိုမှီပြီးတော့တတဝါတွေနော်အသုံးပြုကြမယ်ဟဟလာအဲ့ဒီအတွက်ကို့မှာအကျိုးကျေးဇူးရတယ်ကုသိုလ်ရတယ်ပေါ့နော်အဲအခုဓာတ်ပင်စိုက်တယ်ဆိုတော့ဒါပို့ပြီးတော့ရေတရာလေးဖြစ်တဲ့အတွက်ပို့ပြီးတော့အကျိုးထူပါတယ်နော်အဲ့တော့ဆိုင်ယမ်နိနန်သာသမီကိုပြောပါမယ်တနင်္ဂနွေနော်တနင်္ဂနွေ သားသမီးတွေကเนาะအပင်ဆိုက်ရမယ့်နေ့ကအမိတားဆုံးကြတာတယ်เนาะဇူလိုင်လ၁ရက်နေ့အင်္ဂါနေ့ဒါတနင်္ဂနွေသားသမီးတွေဆိုက်ရမယ်ဆိုရင်ဘာအပင်ဆိုက်ရမလဲတနင်္ဂနွေရဲ့အမြစ်ကစနေเนาะတနင်္ဂနွေရဲ့အမြစ်ကစနေဖြစ်တယ်အညွန့်ကကြတော့တနင်္လာဖြစ်တယ်အဲ့တော့စနေနံဖြစ်တဲ့တထဒဒနာနဲ့စပြီးတော့ အညွန့်နံဖြစ်တဲ့အင်္ဂါဖြစ်တဲ့ sorry တနင်္လာဖြစ်တဲ့ကခကကငါနဲ့ဆုံးတဲ့အပင်ကိုစိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဥမာဒန်းကြီးပင်စိုက်လို့ရတယ်နော်ဒန်းကြီးပင်ထောက်ချက်မင်းဒါနော်အဆရာမရေကျမတို့ကထောက်ချက်မင်းဘယ်နှရှာမင်းမသိဘူးဆိုရင်စနေနံဖြစ်တဲ့တထတဒနာနဲ့စပြီးတော့တနင်္လာနံဖြစ်တဲ့ကခကကငါနဲ့ဆုံးတဲ့အပင် ရှာပြီးတော့စိုက်ပါစိုက်ရမယ့်အရက်ကတော့အနောက်မြောက်အရက်မှာစိုက်ရပါမယ်နော်စိုက်ရမယ့်အရက်ကဘယ်အရက်လဲလို့ပြောရင်အနောက်မြောက်အရက်ကိုစိုက်ရပါမယ်စိုက်တစ်ပြင်စိုက်တဲ့အခါမှာလောင်းရမယ့်ရေခွက် ရေခွက်ကလေးပေါ့နော်25ခွက်လောင်းရမယ်အဲ့25ခွက်ကဘလို့25ခွက်လောင်းရတာလဲဆိုရင်စနေရဲ့နော်ဂျိုတက်ကသူက10နှစ်ရှိတယ် တနင်္လာရဲ့ဂျိုတက်က25နှစ်ရှိတယ်အဲ့နှစ်ခုပေါင်းလိုက်တဲ့အခါ25အဲ့တော့အပင်ကို25ခွက်ရေလောင်းရင်တော့ရေတွေအများကြီးအပင်သေးသေးလေးရေတွေအများကြီးဖြစ်သွားမယ်အဲ့ခါကျရင်ဇွန်းလေးနဲ့ခတ်ပြီးတော့လောင်းမှာလောင်းတဲ့အခါကျတော့လေအပင်ကိုကိုကဗာလေးရွတ်ပြီးတော့လောင်းရမလဲလို့ပြောရင်မြစ်တာသုံးရွတ်ပြီးတော့လောင်းလို့ရတယ်เนาะအဲ့တော့တနင်္ဂနွေသားသမီးဆိုရင်ကျွန်မပြောမယ်မြစ်တာသုံးလေးရွတ်ပြီးတော့အပင်ကို လောင်းမယ်25ခွက် နော်အပင်ကို25ဇွန်းပေါ့လောင်းမင်းစုတောင်းမှာပြီးရင်အဲ့ဒီအပင်လေးကိုမြစ်တာသုံးလေးနေ့တိုင်းမြစ်တာသုံးလေးရွရွပြီးတော့စုတောင်းမှာနော်စိုက်ရမယ့်အရက်ကအနောင်မြောင်အရက်ပါတနင်္လာသားသမီးတွေကလည်းနော်အဲအမိတာစုတ်ချထားတဲ့မနက်အင်္ဂါနေ့ပေါ့နော်မနက်6နာရီကနေပြီးတော့9နာရီအတွင်းမှာကျမတို့အပင်စိုက်လို့ရပါတယ်နော် ခဏလေးကျမကဘသူကလေဖုန်းလေးတလောက်ခေါ်နေလဲမသိဘူးဟိုဟိုဟာဖြစ်နေတာဖုန်းအရင်ခေါ်နေဘသူကခေါ်နေလဲမသိဘူးโอเคဆက်ပြောမယ်เนาะအဲ့တော့ဆက်ရမယ့်အပင်ပေါ့เนาะဆက်ရမယ့်အပင်ကကြတော့ဩစာပင်ပါเนาะတနင်္လာရဲ့အမြင့်ကတနင်္ဂနွေတနင်္ဂနွေဖြစ်တဲ့အတွက်တနင်္ဂနွေနံရဲ့เนาะအာဥဥဩဧပေါ့เนาะအဲတနင်္ဂနွေနံရဲ့အခရာဖြစ်တဲ့အာဥဥဩဧเนาะ အင်္ဂါကအညွန့်ဖြစ်တယ် sorry အင်္ဂါအညွန့်ဖြစ်တယ်အင်္ဂါအညွန့်အတွက်ကနော်ဆဆဆဆညအဲ့တော့တနင်္လာသားသမီးကဆက်ရမှာကဩစာပင်ဆက်ရမယ်ဘယ်ရက်မှာဆက်ရမလဲလို့ပြောရင်အရှိအရက်မှာဆက်ရမယ်အရှိအရက်ကိုဆက်ရမယ်ပေါ့နော်လောင်းဝမိတ်ရေခွက်က14ခွက်နော်တနင်္လာနေ့ရဲ့ဂျိုသက်က6နှစ်အင်္ဂါရဲ့ဂျိုသက်က10နှစ်နော်အဲ့တော့ တနင်္လာသားသမီးတွေလောင်းမဲ့ရေခွက်က14ခွက်14ခွက်ကိုကျမတို့ဇွန်းနဲ့ချိန်ပြီးတော့လေလောင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီအင်္ဂါသားသမီးတွေကြီးပွားချမ်းသာစေဖို့အပင်ဆိုင်မယ်ဆိုရင်တော့လာမဲ့အင်္ဂါနေ့ဇူလိုင်လ1ရက်နေ့မှာနော်အင်္ဂါနေ့အမိတ်တဆုတ်ကြတဲ့နေ့မှာစိုက်ပါမယ်အင်္ဂါရဲ့အမြစ်ကတနင်္လာဖြစ်တယ်အင်္ဂါရဲ့အညွန့်ကဗုဒ္ဓဟူးဖြစ်တယ်အမြစ်ရဲ့ အမြင့်ရဲ့နံကဘာတွေလဲလို့ပြောရင်စားစားစစညနော်အင်းက sorry တနင်္လာရဲ့တနင်္လာရဲ့နံနေရကခကကငနော်ဗုဒ္ဓဟူးရဲ့နံနေရရလာဝရနော်ဆိုတော့ကျွန်မပြောချင်တာကအင်းကစိုက်မယ်ဆိုရင်ခရီးပင်စိုက်ရပါမယ်အနောက်တောင်အရက်မှာစိုက်ရပါမယ် နော်အနောက်တောင်ရဲ့မခေပင်ဆက်ရမယ်လောင်းဝမဲ့ရေခွက်ကတော့32ခွက်လောင်းရပါမယ်ဒါအင်္ဂါသားသမီးတွေဗုဒ္ဓဟူးသားသမီးတွေကတော့အမိတဆုံကြတဲ့နေဖြစ်တဲ့အင်္ဂါနေ့မှာစိုက်ပါမယ်မနက်6နာရီကနေ9နာရီအတွင်းမှာစိုက်မယ်ဗုဒ္ဓဟူးရဲ့အမြင့်ကအင်္ဂါဖြစ်တဲ့အညွန့်ကကြာသမီးဖြစ်တယ်အဲ့တော့ ဗုဒ္ဓဘုရားသမီးတွေကဘာကိုစိုက်မလဲလို့ပြောရင်စိန်ဘန်းပင်ကိုစိုက်လို့ရတယ်ဇပယ်ကိုစိုက်လို့ရပါတယ်နော်စိန်ဘန်းပဲဖြစ်ဖြစ်ဇပယ်ပဲဖြစ်ဖြစ်စိုက်ပါစိုက်ရမယ့်အရက်ကမြောက်ရက်ပါမြောက်ရက်ဖြစ်တယ်မြောက်ရက်မှာစိုက်မယ်လောင်းမယ့်ရေခွက်က28ခွက်ပါအင်္ဂါနံအင်္ဂါရဲ့ဂျိုးစင်က8နော်ကြာသပတိရဲ့နော်ဂျိုးသက်က19နှစ်အဲ့တော့အနှစ်ခုပေါင်းလိုက်တော့28 ဆက်ရပါမယ်เนาะအာဟုတ်တယ်အင်္ဂါ8เนาะအဲ့တော့ကြာသပတိ16ပါเนาะအဲ့တော့အဲ့နှစ်ခုပေါင်းတဲ့အရေအတွက်ကိုဆက်ရလောင်းရပါပေါ့เนาะကြာသပတိသာသမိတွေကတော့เนาะကြာသပတိသာသမိတွေကဗုဒ္ဓဘူးကအမြင့်အညွန့်ကတောက်ကြပါအဲ့တော့ဘာဘာပင်ဆက်ရမလဲလို့ပြောရင်လောက်သေးပင်ဆက်ရမယ်เนาะလောက်သေးပင်ဒါမှမဟုတ်ဗုဒ္ဓဘူးရဲ့ရာလာဝ เนาะအဲ့ဒီနန်နဲ့စပြီးတော့တောက်ကြာတာဟနဲ့စုံနဲ့အပင်ကိုရှာပြီးတော့စိုက်လို့ရတယ်ပေါ့เนาะကျမတို့ဒီမှာတိတာလောက်လောက်သေးပေါ့เนาะလောက်သေးရွက်ရှိတယ်လောက်သေးရွက်ကို လောက်သေးပင်စိုက်လို့ရတယ်ဆက်ရမယ့်အရက်ကအနောက်အရက်ပါ လောက်မယ့်ရေက30နဲ့မှာ8ခွက်ပါเนาะဘုတ်တဖူးကစခွန်เนาะဘုတ်တဖူးရဲ့ဂျိုဂျို ဂျိုတက်နှစ်က18နှစ်တောက်ကြရဲ့ဂျိုတက်နှစ်က21နှစ်เนาะအဲ့တော့38တောက်ကြသားသမီးတွေကတော့အမြစ်ကကြာသပတိဖြစ်တယ်အညွန်းကစနေဖြစ်တယ်အဲ့တော့ဆက်ရမယ့်အပင်ကเนาะကြာသပတိကပဖပပမเนาะပဖပပမကြာသပတိက စနေကကြတော့တထတတနာเนาะအဲ့တော့တောက်ကြသားသမီးတွေဆိုက်ရမှာကပဒေါက်ဆိုက်လို့ရပါတယ်เนาะပဒေါက်အဲဆိုက်ရမယ့်အရက်ကတောင်ရက်လောင်းရမယ့်ရေခွက်က29ခွက်ဘာကြောင့်လဲကြာတပတိကဂျိုတက်က19နှစ်စနေရဲ့ဂျိုတက်က10နှစ်နှစ်ခုပေါင်းလိုက်တော့29 ဟုတ်ပြီစနေသားသမီးတွေရောဆက်ရမယ့်အရက်ကတောင်ရက်ပေါ့နော်စနေသားသမီးတွေရဲ့အတွက်ကကြတော့တောက်ကြဟာအမြင့်တနင်းငွေနေဟာအညွန့်အဲ့တော့ဆက်ရမယ့်အပင်ကသစ်အပင်နော်ဘာကြောင့်လဲသဟတောက်ကြသဟတနင်းငွေနေဟာအုဥဩအေနော်အဲ့တော့သစ်အပင်တို့သင်းအောင်ပင်တို့စိုက်လို့ရပါတယ် စနေပေါ့နော်။နောက်ဆက်ရမယ့်အရက်ကအရှိတောင်အရက်မှာဆက်ရပါမယ်။လောင်းရမယ့်ရေခွက်ကတော့28ခွက်ဖြစ်ပါတယ်။ဘာကြောင့်လဲ။တောက်ကြက21နှစ်အဲတနင်္ဂနွေက6နှစ်ပေါင်းတော့28နှစ်ပေါ့နော်။အဲ့တော့ဒါဒီအားလုံးဟာကျမတို့ကြီးပွားချမ်းသာစေမယ့် เนาะဓာတ်ပင်အနေနဲ့ကျမတို့စိုက်လို့ရပါတယ်အဲ့ဒီအပင်တွေကို ကျမတို့ကစိုက်ပြီးရင်ကျမတို့ဆူတောင်းပါမယ်အဲ့ဒီအပင်ကို ရှင်အောင်ငွေးပါမယ်เนาะအဲ့တော့အဲ့ဒီအပင်လေးရှင်နေတယ်ဆိုရင်ဒါကိုကအဲကိုယ့်ရဲ့အဋိဋ္ဌံယတိယာပြည့်သလိုပဲเนาะဆူတောင်းပြည့်မယ်ဆိုတဲ့အဋိဘေတက်ရောက်ပါတယ်เนาะအဲ့တော့ဒါလေးကိုတော့ရှင်အောင်စိုက်ပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းပါတယ်နောက်လာမယ့်ဇူလိုင် အဲ6ရက်နေ့အတွင်းပေါ့နော်ဇူလ30ရက်နေ့ကနေပြီးတော့6ရက်နေ့အတွင်းဆောင်းရံဆောင်းရံနေကိုနေ့လိုက်ဆောင်းရံဆောင်းရံနေကိုဆက်ပြီးတော့ပြောပါမယ်နော်အဲ့တော့ဇူလ30ရက်နေ့ကကြတော့ကျမတို့ နော်သူကအကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်နော်ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့ဒွားချရုပ်နဲ့နော်မနက်7:48မိနစ်အလွန်မှာတော့ဖုံးကန်ကြီးမားစေတတ်တဲ့ကေတုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်မောင်ရှောင်းရဲ့အမောင်ကာလာကတော့မနက်နော်9:30ကနေပြီးတော့မနက် 9နာရီအတွင်းကအချိန်အခါမကောင်းပါဘူးအချိန်အခါမကောင်းတဲ့အတွက်ဒီကာလကိုတော့ရှောင်ပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့အဲ့ကာလကိုရှောင်ပြီးတော့ကျွန်မတို့เนาะမနက်7နာရီ နေ့မှ48မိနစ်ကြော်ပြီးကျမတို့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ပါတယ်เนาะကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စလေးတွေကိုဥမာဆိုပါစို့เนาะဘာတွေလုပ်နိုင်တယ်လဲလို့ပြောရင်စိုက်သေးဖွင့်တာတွေဟလာเนาะကောင်းတဲ့အလုပ်တွေကိုအောင်မြင်စေလိုတဲ့เนาะကောင်းတဲ့အလုပ်ကလေးတွေကိုစပြီးတော့လုပ်နိုင်ပါတယ်เนาะအဲ့တော့ကံပွင့်လက်ပွင့်စီတဲ့အရက်မျက်နှာကတော့ဘာအရက်လဲလို့ပြောရင် နော်ကံပွင့်လက်ပွင့်စေတဲ့အရက်ကမြောက်အရက်ပါအယောင်နေနဲ့ကတော့နော်မိခိုးရောင်အဖြူရောင်အဖြူရောင်သို့မဟုတ်မိခိုးရောင်ကကံပွင့်လက်ပွင့်စေတဲ့အယောင်ဖြစ်ပါတယ်ရွပွားမဲ့ဂါရာကတော့ဂုံတော်ကွန်ချာကိုရွပွားပါလူတန်းပူဇော်ရမယ့်စွန်းနေနေရတော့နဝင်းစွန်းလူလို့ရပါတယ်เนาะဇူလိုင်လ၁ရက်နေ့ကเนาะမိတ္တ အမိတဆုတ်ကြတဲ့နေ့ဖြစ်တယ်လို့ပဲเนาะဖုံးကန်ကြီးမားစေတဲ့ data ရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะဒါပေမဲ့မနေ့ပိုင်းမှာတော့ तू ကဒုက္ခဆင်းရဲတွေကိုဖြစ်စေတဲ့ဒုမရုပ်ရထားတဲ့အတွက်မနေ့ပိုင်းကတော့အခါတိတ်ပြီးတော့မကောင်းဘူးသို့တော့တနေ့လုံးအနေနဲ့ဆိုရင်ဖုံးကန်ကြီးမားစေတဲ့ data ရုပ်ရထားတဲ့အမိတဆုတ်ရထားတဲ့နေ့ဖြစ်တဲ့အတွက်ကျမတို့ဓာတ်ပင်စိုက်တာစိုက်လို့ရတယ်ပေါ့နော် ပြီးတော့ကံပွင့်လက်ပွင့်စေတဲ့အရာကတော့เนาะကျမတို့အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနောက်တောင်အနောက်တောင်ရက်ကကံပွင့်လက်ပွင့်စေတဲ့အရက်ဖြစ်ပြီးတော့ရွပွားရမယ့်ဂါတာကတော့ပထန်းဖြစ်ပါတယ်เนาะ24ပစ္စည်းပထန်းပူဇော်လို့သိညော်တဲ့ညဖြစ်ပါတယ်เนาะလှူဒန်းရမယ့်ဆုံးကတော့ကျမတို့ စံစီစာစီနော်ဆက်ပြဒါကိုအင်္ဂါဖျားမှာလှူပါစံစီစာစီဆက်ပြကိုအင်္ဂါဖျားမှာလှူပါ ပြီးရင်စွန့်ပြီးရင်စင်းရဲနွမ်းပါတဲ့လူတွေစေဝါကုသနေရတဲ့လူတွေကို ပြန်ပြီးတော့လှူဒန်းလို့ရပါတယ်လှူဒန်းရမှာကစံစီစာစီဆက်ပြနော်အဲ့ဒီ၅မျိုးကိုလူတန်းမှာဇူလိုင်လ2ရက်နေ့ ဗုဒ္ဓဟူးနေ့ကတော့ကြီးပွားတိုးတက်စေတဲ့ဝေဝိနုမာနာယုတ်နဲ့เนาะအမှုကိစ္စတွေပြီးစီးအောင်မြင်စေတတ်တဲ့အာနန္ဒယုတ်ရတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်နေရောအခါရောကောင်းပါတယ်အမောင်ကာလကတော့နေ့7နာရီရနေ့နေ့7နာရီ30အတွင်းည7နာရီရနေ့ည7နာရီအတွင်းကတော့ အချိန်အခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်เนาะဒါပေမဲ့တနေ့တာလုံးเนาะဒါကောင်းတဲ့အခါကြာထားတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုเนาะညစေနိုင်မတိုင်မီလှုပ်ဆောင်မယ်ဆိုရင်တော့အထူးကောင်းပါတယ် နော်ကြီးပွားတိုးတက်စေတဲ့ယုတ်နဲ့အမှုကိစ္စတွေပြီးစီးအောင်မြင်စေတဲ့အာနန္ဒယုတ်ရထားတဲ့အတွက်ဒါဟာနေကောင်းတနည်းလို့ပြောလို့ရပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ရွှေရောင်ဖြစ်ပါတယ်။အဝါရောင်ရွှေရောင်အဓိကတော့ရွှေရောင်ကကံပွင့်လက်ပွင့်စေတဲ့အရာဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်။ရွတ်ပွားမယ်ဂါတာကတော့ယတနာ၃မြစ်တာ၃ခန္ဓာ၃ရွတ်ပွားပါ เนาะหลู่ดั้นปูซอมเลยဆိုလို့ရှိရင်เนาะนวินซุนหลู่ดั้นมาလို့จม้าอ่ะอาจารย์ปุบาเลยจุลัยละ3ရက်นี่ก็တော့ပင်မဆင်းရဲစေတဲ့เนาะရက်ခတာယုတ်เนပြီးစီအောင်မြင်စေတတ်တဲ့ထိရယုတ်ရတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးနှစ်ခုစလုံးတွဲနေတဲ့အကောင်းအဆိုးပါတွဲနေတဲ့ယုတ်ဖြစ်ပါတယ် အခါကိုကြည့်တဲ့အခါမှာတော့เนาะနနက်3ည3ည9နာရီကနေညနေ9နာရီထိ အချိန်ခါမကောင်းပါဘူးအဲ့တော့เนาะဒီလိုနေ့မှာတော့အခါမကောင်းတဲ့အတွက်တော့ဂယူဆိုင်ပါလို့ကျွန်မကမြေတားနဲ့တိုက်တွန်းပါတယ်ကံပွင့်လက်ပွင့်စေအယောင်ကတော့ငသာယောင်ဆင်ဆွဲယောင်ဖြစ်ပါတယ်အရက်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့အနောင်မြောင်ရက်ဖြစ်ပါတယ်ရွပွားမဲ့ဂါထာကတော့သံပုတ်တီ ဂါရာကိုရွတ်ပွားပါကတ်လူမယ်ဆိုလို့ရှိရင်တော့နဝင်းစွန်းကိုလှူဒန်းနိုင်ပါတယ်ဇူလိုင်လ၄ရက်နေ့တောက်ကြနေ့တောက်ကြနေ့ကတော့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာယုံနဲ့တော့အတက်ပညာတွေစုပ်ယုပ်စေတတ်တဲ့ကဒါယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ညမကောင်းမှုလို့ပြောလို့ရပါတယ် အအမောင်ကာလကတော့မနက်7:30နာရီ30မိနစ်ကနေည7:00နာရီအတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ရှောင်းရင်အချိန်ခါကိုရှောင်းပြီးတော့เนาะကိုကဂရုတစိုက်လေးနဲ့နေမယ်เนาะလှုပ်ရှားရှိရာလေးတွေကိုတည်တည်ချာချာလေးเนาะရဲရဲအစီရင်လေးတွေကိုတည်တည်ချာချာလေးပြုလုပ်မယ်ဆိုလို့ရှိရင်တော့เนาะဒါတချို့ကိစ္စလေးတွေကိုလှုပ်ဆောင်နိုင်နေနေဖြစ်ပါတယ် ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်နော်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်အရက်မျက်နာအရက်အနေနဲ့ဆိုလို့ရှိရင်နော်မြောက်အရက်ဖြစ်ပါတယ်လူတန်းရမယ့်စွန်းကတော့နဝင်းစွန်းနဲ့လက်ဖက်လူတန်းနိုင်ပါတယ်ရွပွားရမယ့်ဂါရာကတော့ဂုံတော်ကွန်ချာရဲ့မြစ်တာတုတ်ရဲ့ပူဇော်နိုင်ပါတယ်ဇူလိုင်လ9ရက်နေ့စနေနေ့ကတော့ အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့သိတ္တိယုတ်ရထားပြီးတော့เนาะသူဘယုတ်ည10နာရီ73မိနစ်အလုံးမှာလဲသူဘယုတ်ရထားတယ်နေဖြစ်ပါတယ်ပြောမယ်ဆိုရင်တနေ့တာလုံးနေကောင်းတယ်လို့ပြောနိုင်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:00နာရီကနေပြီးတော့မနက်10:00နာရီနဲ့30အတွင်းကတော့ဒါရှောင်းရမယ့်เนาะအမောင်ကာလဖြစ်ပါတယ်။အဲ့တော့ရှောင်းရံကာလကိုရှောင်းကျင်ပြီးတော့ ကိုလှုပ်ဆောင်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်တဲ့နေ့ဖြစ်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ကံပွင့်လက်ပွင့်စေတဲ့အရာကတော့နက်ပြာရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်အရက်ဖြစ်ပါတယ်။ရွှေပွားပူဇော်ရမယ့်ဂါထာကတော့ဒါဒနာပရိရဲ့ဂုံတော်ကွန်ချာရဲ့ဖြစ်ပါတယ်။ကက်လူပူဇော်ရမယ့်စွန်းကတော့နဝင်းစွန်းနဝင်းစွန်း လက်ဖက်လှူဒန်းနိုင်ပါတယ်ဇူလိုင်လ6ရက်နေ့နော်တနင်္ဂနွေနေ့ဇူလိုင်လ6ရက်နေ့ဟာတနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာသူကနိကျန်းနဲ့တနင်္ဂနွေနေ့ရနော်ဥပါဒယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ဥပါဒယုတ်ကဘာလဲဆိုရင်နော်ထိကြိုက်ပျက်စီးစေတဲ့ဆုံးရှုံးစေတဲ့သေဆုံးစေတဲ့ယုတ်ဖြစ်ပါတယ်နော်တနေ့တာလုံး နေမကောင်းအခါမကောင်းပါဘူးအမှောင်ကာလကလည်းမနေ့3ည3ည9နာရီကနေည12နာရီအတွင်းဟာအမှောင်ကာလဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တနေ့တာလုံးနော်ဂယုဒစိုက်နေထိုင်ရမယ်နေ့ဖြစ်ပါတယ်6ရက်နေ့တနင်္ဂနွေနေ့ရကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ဖို့အကြံပြုပါတယ်နော်ကံပွတ်လက်ပွတ်စေရဲ့အရာကတော့အနီအောင်ဖြစ်ပါတယ် အဒီရက်မျက်နှာနည်းဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်။ယူပွားပူဇော်ရမယ့်ခါတာကတော့ယတနာ3မေတ္တာ3ခန္ဓာ3မောရ3ပုပ္ပနာ3ဖြစ်ပါတယ်။ကက်လူပူဇော်ရမယ့်ဆိုးနေနေဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလှူဒန်းနိုင်ပါတယ်။နော်အဲ့တော့အဲ့လိုနေမှာတော့ကျမတို့ကဂယူဒီဇိုင်းနဲ့နေထိုင်မှာလို့ကျမချစ်တဲ့သူတွေကိုအကြံပြုပါတယ်။ เนาะအဲ့တော့ဒါကတော့ကျမတို့ဇွန်လ30ရက်နေ့ကနေပြီးတော့ဇူလိုင်လ6ရက်နေ့အထိเนาะဂျူအနေထားပေါ်မှာမူတည်ပြီးတော့ဆောင်ရန်ရှောင်းရန်တွေကိုမျှဝေခဲ့တာဖြစ်ပါတယ်အဲ့တော့ချမ်းသာကြီးပွားစေမယ့်အထူးရည်တရားကိုလည်းတက်နိုင်ဆုံးလိုက်ပြီးတော့ လှုပ်ဆောင်ပါလှုပ်ဆောင်ရင်းနဲ့အားလုံးကျန်းမာချမ်းသာပါစေလို့ကျမကမေတ္တာပို့ပါတယ်เนาะအခုဒီချိန်ကနေစပြီးတော့ကျမတို့ဘေးဒင်သင်္นานအတွက်ပေါ့เนาะအချိန်ဖြစ်ပါတယ်အဲ့တော့ဘေးဒင်သင်္นานတက်နေတဲ့လူတွေအတွက်ကတော့အခုချိန်ကနေစပြီးတော့ဘေးဒင်သင်္นาน